ားလုံးပဲမင်္ဂလာပါ Luna Dison page ကနေပြောင်းလဲကြိုဆိုပါရစေအခုဒီ file 1 and 2မှာပေါ့နော်ကိုမျောနေတဲ့သူ ကိုရဲ့ x အဲကိုစောင့်စားနေတဲ့သူပြန်လာမလားဆိုတဲ့ဟာကိုဒီ file နှစ်ခုကိုရွေးချယ်ပြီးတော့အဖြေလေးကိုကြည့်ပေးလို့ရပါတယ်ဆိုတော့ဒါနံပါတ်၄တွေရှိရပါတော့။ file 1 and 2မှာတစ်ခုကိုရွေးချယ်ပြီးတော့သူနဲ့သက်ဆိုင်တဲ့အဖြေကိုအနောက်မှာတွားကြည့်ပေးပါရှင်။ကျေးဇူးများတင်ပါတယ်။ အားလုံးပဲမင်္ဂလာပါရှင်အခုဒါက phi 1ကိုရွေးချဲ့ထားတဲ့သူတွေအတွက်ပေါ့နော်ကိုရဲ့ x ကိုမမဟုတ်ကိုမျောနေတဲ့သူအဲချစ်သူပဲဖြစ်ဖြစ်စေကိုအဆက်အသွယ်ပြတ်နေတဲ့သူအဲပဲဖြစ်စေဟို x ပေါ့နော်အဲကိုအဓိကတော့ကိုမျောနေတဲ့သူပြန်လာမှာလားဆိုရယ်နေကုန်းကိုဒါ phi 1ကိုရွေးချဲ့ထားတဲ့သူတွေအတွက်အဖြေပေါ့ဆိုတော့ဒီဟာဒီဒီ reading ဒီအခုကနေပြီးတော့6လအတွင်းလောက်အထိဒီ energy ကသွားပါလိမ့်မယ်ဆိုတော့ ါ region လေးကိုပြောမယ်ဆိုရင်ဒီမှာအဖြစ်အနေနဲ့ကတော့ပြန်လာဖို့များပါတယ်ရခိုင်နှုန်းတော်တော်များများမှာပြန်လာနိုင်ပါတယ်ဒါကတော်တော်လေးကို positive ဖြစ်တဲ့ကပ်ပေါ့နော်ဆိုတော့ happiness တွေပျော်ရွှင်ခြင်းတွေ positive ဖြစ်တဲ့ဆိုတော့ပြန်လာမယ်ဆိုတဲ့အဖြစ်အာဖြစ်တဲ့ဆိုတော့ရခိုင်နှုန်းတော်တော်များများမှာပြန်လာနိုင်မယ်ဆိုတော့ ဒီမှာသူ့တဲ့နောက်ထပ်ထွက်လာတဲ့ကက်တီရိုက်ကြည့်မယ်ဆိုလို့ရှိရင်ဒါအသေးချာပေါက်ပြန်ပြီးအဆက်အသွယ်ဖြစ်တာ connection လေးတွေပြန်ဖြစ်တာပေါ့နော်အဆက်အသွယ်ပြတ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းအဆက်အသွယ်တွေပြန်ရတာဟိုတစ်ဖက်ဟိုကိုရဲ့နှီးစက်ရာတွေနဲ့ချိတ်ဆက်မိပြီးဆက်သွယ်ပြန်ရတာမျိုးတို့အဲ့ဒါမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ communication စီပြန်ဖြစ်တာကိုတွေ့ရတယ်အဲ့တော့အဲ့ဒီမှာမှကောင်းလားပေါ့နော်ဒီလိုပြန်လဲတွေ့ဆုံခြင်းကကောင်းလားဆိုလို့ရှိရင်တော့အဲ့ဒီမှာကကိုနဲ့သူ့ရဲ့ဟို က်လက်ပြီးတော့ဟိုတွေးဆုံတဲ့အခါမှာပေါ့နော်နှစ်ယောက်ရဲ့ဒီ communication တွေစိတ်ခံစားချက်တွေဒါတွေပုံမှန်မမူတည်သွားမယ်ပေါ့ဆိုတော့နှမျိုးဖြစ်နိုင်တယ်တချို့လူတွေအနေနဲ့ကြတော့သူပြန်လာပြင်မဲ့ပြန်လာပြီးတော့ဆက်သွယ်ရှိပြင်မဲ့ကိုညှော်နေတဲ့အချက်တွေကိုလိုချင်တဲ့အချက်တွေသူစီကနေမရတာမျိုးပေါ့နော်အဲ့ဒီခါမှာကိုဘကစိတ်ပြတ်သွားတာမျိုးအဲဒါမျိုးလည်းဖြစ်နိုင်တယ်တချို့လူတွေအတွက်ကကြတော့အဲကိုကိုဘကကိုဘသာကိုတော်မှပဲပြန်ပြီးသူ့ကိုပြန်လိုချင်ရလားဆိုတဲ့ဟာကိုပြန်ပြီးတော့ ဟိုနည်းနည်းတွေ့ဝေသွားတာမျိုးပြန်စဉ်းစားတာမျိုး ကိုယ့်ဘက်ကမသေးကြတော့တာမျိုးအဲဒါကိုယ့်ဘက်ဆိုင်ကနေဖြစ်တာမျိုးပေါ့နော်အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့ဘယ်လိုဆက်ဖြစ်မလဲဆိုတော့ communication ဘယ်လိုဆက်ဖြစ်မလဲဆိုတဲ့ဟာကတော့အဲ့ဒီမှာဖြစ်တဲ့အခြေအနေနှစ်ယောက်ရဲ့ energy ဒါတွေနဲ့လည်းသက်ဆိုင်သွားမှာဖြစ်တဲ့အတွက်အဲဒီ reading ကကြတော့လူတွေအများကြီးရဲ့ energy ဖြစ်တဲ့အတွက်ဘယ်လိုဆက်ဖြစ်မလဲဆိုတဲ့ဟာကတော့တယောက်နဲ့တယောက်အဲမတူဘူးဒီမှာက collective energy ဖြစ်နေတဲ့အတွက်အဲ့ဒီအထီကိုတော့ဒီမှာကတ်တီမှာအဲ့လောက်ထိတော့လာမပြဘူးပေါ့နော်ဆိုတော့အဆက်ဆက်ပြန်ဖြစ်မယ်ဆိုတဲ့ဟာလေးထွက်တယ်နောက်တစ်ခုကကြတော့ခုနပြောတဲ့ ဟိုစိတ်အခြေအနေတွေဒါကိုယ့်ဘက်ခြမ်းအနေဖြစ်နေတာမျိုးတွေဖြစ်ဖြစ်တာမျိုးတွေဖြစ်လာနိုင်တယ်ဆိုတော့ဒီနေ့ကိုလည်းပြန်တွေးတာကပေါ့နော် reason တော့ရှိရဲ့ဒါပေမဲ့ဒါကဟိုအရင် peaceful ဖြစ်မယ်တော့မဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာ the star reverse ဖြစ်နေတဲ့အတွက်အဲအရင်ကို peaceful ဖြစ်ပြီးငြင်းငြင်းချမ်းချမ်းနဲ့ဖြစ်မဲ့အဲအဲ့လိုအနေထားမျိုးတော့လည်းမဟုတ်နေဘူးပေါ့နော်ဆိုတော့ဒါက5 1ကိုရွေးချယ်ထားတဲ့သူတွေအတွက်ပါကျေးဇူးတင်ပါတယ် အားလုံးပဲမိကလာပါရှင်ဒီ reading လေးကတော့ phi 2ကိုရွေးချယ်ထားတဲ့သူတွေအတွက် x ဒါမှမဟုတ်ကိုညှော်နေတဲ့သူအဲကိုအဲနဲ့အဆက်အသွယ်ပြတ်တောက်နေတဲ့သူပေါ့နော်ဆိုတော့ပြည်သူတို့ပြန်လာမှလားပြန်ဆက်သွယ်ရမှလားဆိုတဲ့ reading လေးကိုအဲအဖြေလေးပြောပြပြီးမှဖြစ်ပါတယ်ဆိုတော့ phi 2ကိုရွေးချယ်ထားတဲ့သူတွေအဲဒီအခု reading ကအခုကြည့်ပြီးတဲ့ terror reading က 6လဝင်ကျင်လောက်ထိပေါ့နော်ဒီကာလအဖြစ်ဆို6လဝင်ကျင်လောက်ထိဒီဟာတတ်ရောက်ပါတယ်ဆိုတော့ဒီမှာ night of sweat ဆိုတဲ့ကတ်လေးထွက်တယ်ပေါ့နော်ဆိုတော့ဒီကတ်အရာဆိုလို့ရှိရင် communication ပြန်ဝင်လာတယ်ဆိုရင်တော့မှပဲအဆင်ပြေပြေချောချောမွေ့မွေ့နဲ့မဟုတ်ဘဲနဲ့ပေါ့နော်နှစ်ယောက်ကြားထဲမှာဟိုအဆင်မပြေမှုတွေခက်ထန်မှုတွေတယောက်နဲ့တယောက်စိတ်အဆင်မပြေမှုတွေနဲ့ပေါ့နော်အဲ့လိုဟာမျိုးနဲ့ပြန်ဝင်လာတတ်တယ်ဆိုတော့ကောင်းတော့ပြန်လာခြင်းမျိုးတော့ ဖြစ်ဖို့အလားလာနေတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကဒီမှာထာဝါလည်းပါတယ်ဒါ move on မလုပ်နိုင်တဲ့ကတ်လေးလည်းပါတယ်ဆိုတော့ဒါကိုယ့်ဘက်ကဖြစ်စီဒါမှမဟုတ်သူ့ဘက်ကဖြစ်စီအဓိကတော့ဒါကိုယ့်ဘက်ကပေါ့နော်သူ့ move on မလုပ်နိုင်ဘူးအဲမေ့ဖို့ခက်ခဲနေတယ်အဲဆိုတော့ဟာဦးပြရတယ်ပေါ့နော်ဆိုတော့အဲကိုယ့်ဘက်ကအဲ့လိုဖြစ်တဲ့ဆိုပေမဲ့ခုနပြောသူလိုမျိုးသူ့ဘက်ကသူနဲ့ပြန်ပြီး connection ရှိတယ် အဲပြန်ပြီးစကားပြောဖြစ်တယ်ဆက်သွယ်ပြန်ဖြစ်တယ်ဆိုရင်တော့မှပဲနှစ်ယောက်ချာမှာချောမွေ့မနေဘူးပေါ့နော်တယောက်နဲ့တယောက်နဲ့စိတ်ထန်ရပြန်ထပ်ပေးမိတဲ့အပိုင်းတွေဖြစ်လာနိုင်တယ်ဒီမှာထောက်ထောက်ဝါလဲပါတာဖြစ်တဲ့အတွက်အခုဒီလိုမျိုးပြတ်တောက်မှုပြီးဟိုကန်တရားအရာလဲဖြစ်တဲ့တဲ့အချိန်ကိုရောက်လာတယ်အဲအချိန်ဟိုကန်ကြောင်းအရာဒီလိုဖြစ်ဖို့ဖြစ်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီလိုဖြစ်ဖို့ဖြစ်လာတဲ့ကြော်တာတွေဖြစ်လာတယ် ဆိုပြီးပြောလို့ရတယ်အဲ့တော့အာကိုဘက်ကနေပြီးတော့အတင်းဆက်သွယ်တာမျိုးဆက်သွယ်လုပ်ဖို့ချိုးစားတာမျိုးမလုပ်သင့်ဘူးပေါ့နော်ဒီကတ်တွေရပြောမယ်ဆိုလို့ရှိရင်ဆိုတော့နှစ်ယောက်ကြားကဟိုအာ connection စီကံကြောင်းအရာဟိုပြီးဆုံးတဲ့အနေထားကိုရောက်လာတဲ့အတွက်ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီမှာဘာကိုဘက်ကတော့တေချာပေါ့ ခံစားရခက်တာနာကျင်ရတာတွေကိုယ့်ဘက်ကခံစားနေရတာတွေတော့ဖြစ်နေလိမ့်မယ်ဒီမှာ healing မဖြစ်တဲ့ကက်လည်းတွေ့ရပေါ့နော်ဆိုတော့ဒါကကိုယ့်ဘက်ကခံစားရတဲ့ဒဏ်ရာတွေအနာတွေမကျက်သေးဘူးခံစားနေရတော်တော်လေးခံစားနေရတယ်လို့ပြောလို့ရတယ်ဆိုတော့အဲ့ဒီဟာပုံမှာပဲကိုယ့်ကိုယ်ကိုပဲ focus လုပ်ပြီးတော့ move on လုပ်ဖို့ပဲကြိုးစားသင့်ပါတယ်လို့ပြောလို့ရတယ်ဒီကက်ကိုရွေးချယ်တဲ့သူတွေပေါ့နော်ဆိုတော့ကိုယ့်ကိုယ်ကိုပဲ အာယုံစိုက်ပြီးချစ်ပေးပြီးတော့ဟို focus လုပ်တင်ပါတယ် healing လုပ်တင်နေပေါ့နော် so ခုနပြောသလိုမျိုးဒီ communications ကိုမျောလင်းချက်တွေထားနေတာမျိုးဒီ connection မျောလင်းချက်တွေထားနေတာမျိုးတော့မဖြစ်တင်ပါဘူး so ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်